စကိုင်းနယ်မုံရွာမြို့နယ်ကတာစီရဲစခန်းကိုနိုဝင်ဘာ9ရက်နေ့မနက်ပိုင်းအချိန်မှာတော်လန်အေးတပ်ဖွဲ့များကမီတာ90ဝန်းကျင်အကွာကနေလက်နက်ငယ်တွေကိုအသုံးပြုပြီးအနီးကပ်ဘစ်ကတ်ထဲကြောင်တာဝန်ရှိသူများကပြောပါရယ်အဆိုပါအကြောင်းအရာအရတိုက်ပွဲဖြစ်ချိန်နာရီဝက်လောက်ကြာဆက်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရမှုများရှိနိုင်တယ်ဆိုပေမဲ့အတိအကျအချက်အလက်တွေကိုတော့လက်ရှိအချိန်မှာစုံစမ်းနေဆဲလို့သိရပါရယ်တာဝန်ရှိသူတအူးကအနီးကပ်လှုပ်ရှားမှုဖြစ်လို့ ထိခိုက်မှုများရှိနိုင်ပါတယ်။စခန်းအတွင်းနဲ့တေချာတဲ့အချက်အလက်တွေကိုတော့ဆက်လက်စုံစမ်းနေပါတယ်လို့ပြောပါတယ်။ဒီလှုပ်ရှားမှုအတော့နှစ်ရက်ခန့်ကြူတင်ဖြင့်ဆင်ခဲ့တယ်လို့လည်းသိရပြီးစခန်းအတွင်းအင်အားနည်းသည့်အချိန်ကိုသုံးပြီးမဟာမိတ်တပ်များနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းတပ်ဖွဲ့ဘက်ကထပ်မံတင်ပြထားပါတယ်။ထို့အပြင်နိုဝင်ဘာ10ရက်နေ့မှာလည်းတာစီယူရာဘက်ကပြန်လာတဲ့တပ်အုပ်စုတစုအပေါ်လှုပ်ရှားမှုတလုပ်ခဲ့ကြောင်းသိရပါတယ်။ အခြေအနေကမကြာခဏပြောင်းလဲနိုင်တဲ့အတွက်ထပ်မံပြောင်းလဲသွားရင်လည်း update အသစ်တွေကိုဆက်ပြီးတင်ပြပေးသွားပါမယ်